ပါရှင်ဒီကနေ့မှာတော့28ရက်တွင်အိမ်မက်၃မျိုးမမတ်ပါကအတိတ်ထံအောင်မြင်၍အလိုရှိရာဆန္ဒတိုင်းသုတောင်းပြစေသောအရဟံ၃မျိုးပတိစိတ်နေတဲ့သူအိန္ဒိယနိုင်ငံမှာဘာသာချမိသားစု၏ထူးခြားစံကျယ်ဖြစ်မှန်ကြောင်းကိုခုနှစ်တသမီများကောင်းကျိုးချမ်းသာအတွက်စာရေးသူရွေထွန်း၏မူရင်းရေးသားချက်တိုင်းပြန်လည်မျှဝေပေးလိုက်ပါရရှင်ဒီပတိစိတ်ကိုဆွဆွမင်းမြဲစေရင် ဒိဋ္ဌိမျိုးစုံပြီးရဲ့ဟုတိရတော့လဲကလေးဘဝအခြားဒိဋ္ဌိတို့ကိုလည်းတိလဲမတိစိတ်လဲမဝင်စားပြီးရဒိဋ္ဌိလောက်သာစိတ်ဝင်စားကြသည်ယင်းဒိဋ္ဌိလဲမြည်များပြီးသည်မပြီးသည်မတိထိုစင်မှဆာ၍ပတိစိတ်မပြတ်ခဲနောင်အကျင့်ရသွားပြီးညစဉ်ပတိမစိတ်ရမနေနိုင်ပတိစိတ်မပြီးလျှင်အိပ်ယူမရတော့သည်ထိဆွေမြေတော်ပါသည်ထိုကြောင့်လောမတိ ဆာယေတူအီဘဝခီဝဲဘေးဥပတ်အနည်းဟူ၍ကြီးကြီးကျယ်ကျယ်မတွေ့စဘူးခဲ့ပြီးတနကြာပုံကြာခဏခဏခยีသွားခဲ့ရတော့လဲအန်ဒီရဲ့ကင်းခဲ့သည်မောင်တိယထာတိုက်မိကားတို့ကိုလည်းအကြောင်းတစ်ခုခုကြောင့်မစည်းပြပဲလွဲမိရှောင်မိတီကြီးဖြစ်ရသည်အသက်လေးကြီးကအတွေ့အကြုံလည်းများလာတော့ကြောင့်ယခုအချိန်ဝယ်ပေါ်ပြပါပတိစိန်နီလေးပြင်ဂုံတော်ကိုပါဆယ်ပါကွန်ချာ အနုလုံပဏိလုံစသည့်အမျိုးမျိုးသောပတိစိတ်များစုပေါင်းစရာတစ်ကြိမ်နာယီဝက်ခန့်တနာယီခန့်ကြပါလိမ့်မည်ထိုအခါစိတ်ထဲတွင် ကလေးပတိစိတ်ကိုအထင်သေးမိသည် အခြားပတိစိတ်များကို အချိန်ပေးရ၏ဤပတိစိတ်ကိုလွတ်ထားတော့မည်ဟုစဉ်းစားမိ၏တညတွင်စာရေးသူအားလူစုများကချိုးဖင်းတုံအောင်ဖန်စီတွားရာလက်ထဲတွင်ပတိပါလာသည်ဖြင့်အမတ်မထင်အရဟံအရဟံ အရဟံဟုစိတ်လိုက်မိသည်လူစိုးများသည်ချက်ချင်းပင်ကျိုးများကိုအလင်းမြန်ဖြစ်၍တောင်းပန်ဝင်ချပြီးအိမ်အရောက်ပြောင်းပို့ကြသည်ဤသို့အိမ်မက်သည်ဖြင့်ဆာရဲသူကဣပတိစိတ်ကြီးကိုကလေးပတိစိတ်ဖြစ်၍တင်ငယ်သည်ထင်ပြီးစိတ်လွတ်တော့မီကြံမိသည်ဖြင့်ဣပတိစိတ်မှာမတင်ငယ်ကြောင်းအနေအတွေ့အကြုံကိုကာွယ်ခဲ့ကြောင်းအိမ်မက်ဖြင့်တတိပေးခြင်းဖြစ်မည်ဟုတတိယကယခုထိမပြစ်ပယ်နိုင်ပေမည် အမြဲစိတ်လျက်နေရပါသည်ဤအတွင်းဤပတိစိတ်ဤတမှုကြီးမာလာသောအဖြစ်ပျက်တစ်ခုကိုကြာတိရပြန်ပါသည်ဆာရေးသူဆရာသမားကဲ့သို့ယင်းဤခင်မင်းသည်ဆရာတော်တပါး၏အတွေ့အကြုံဖြစ်ပါ၏ထိုဆရာတော်သည်တခါကံအိန္ဒိယပြည်ဘာယန္တိမြို့၌ဘာတန္တရတင်ကြားနေပါသည်ထိုအခါသူနှင့်အတူတကြောင်နေဘာတန်တရတင်ကြားသူအင်္ဂလိပ်လို Indian ဖခင်အင်္ဂလိပ်မိခင်အိန္ဒိယသူမှမွေးလာသူ အမျိုးသမီးအခြားဘာသာဝင်တို့ဦးနှင့်ရင်းနှီးခဲ့ပါ၏။ရံဖန်ရံခါဘာသာတရားဆွေးနွေးကြ၏။ရံဖန်ရံခါငင်းခုန်ကြ၏။တနေ့တာ၌ထိုအမျိုးသမီးကရှင်တို့ဗုဒ္ဓဘာသာကထူးထူးခြားခြားအကျိုးကျေးဇူးပြနိုင်ရင်ကျမဗုဒ္ဓဘာသာနဲ့ဝင်မယ်ဟုပြော၏။ဆရာတော်ကတကယ်လားဟုမေးရာတကယ်ပြောတာပါဟုဝန်ခံလေ၏။ထိုအခါဆရာတော်ကသူစိတ်နေကြပတိကိုပေး၍ ဖော်ပြပါပဒီစိတ်ကြီးကို ပြောပြသည်ဆရာတော်ဤနည်းမှာအရဟံကို ကိုပတ်ကိုရဆေးရမည်အရဟံကိုကိုပတ်ကိုရဆေးရမည်အရဟံကို ကိုပတ်ကိုရဆေးရမည်ဟုဖြေရာဖော်ပြပါတိုင်းအရဟံ၌နှလုံးသွင်းရပုံအရဟံ၌နှလုံးသွင်းရပုံနည်းအရဟံ၌နှလုံးသွင်းအတိတ်ပေတို့ကိုပါတင် जा ပေးလိုက်ပါသည် ထို့ပြင်အထူးသဖြင့် ဤသို့29ရက်ပတိစိတ်နေစဉ်တွင်တွင်တစားကောင်းတောက်ဖွယ်စားတောက်ရသည်ဟုအိမ်မက်မက်ခြင်း2တီဆိုကခုံရသည်၎င်းတို့ကိုကြည့်ရှုရသည်ဟုအိမ်မက်မက်ခြင်း3တမကုံတို့ကိုအိမ်မက်မက်ခြင်းဤအိမ်မက်3မျိုး3မျိုးမျိုးမက်လျင်ပြက်ပြီးဟု အမှတ်ပြု၍အစာမစားပြီးဆေးရမည်29ရက်ပတိစိတ်နေစဉ်ဤအိမ်မက်3မျိုး3မျိုးမျိုးမှမမက်ကအောင်မြင်ပြီးဟုမှတ်ပါလေ ထိုအခါမိမိလိုရာကိုတန်တာတောင်းဆိုလေမုတ်ချရမည်ဤဒီမှာဗုဒ္ဓဘာသာဤတမထနီဝိပဿနာနီတို့ကိုအစစ်မမြင်သေးသည့်အသေးစားပဋိစေယုံများဖြင့်ဖြစ်နိုင်သော အကျိုးကျေးဇူးပင် ဖြစ်သည်ဟု ပြောပြရာထိုမျိုးသမီးကကောင်းမီဟုဆိုကပဒီကိုယူသွားလေသည်29ရက်ကျော်လွန်ပြီးနောက်နေ့တွင် အမျိုးသမီးရောက်လာကကဲရှင်ပြောတဲ့အတိုင်း29ရက်စိတ်ပြီးပြီ အမတ်၃မျိုးလည်းမမတ်ဘူးအောင်မီဆိုပါတော့ရှင်ပြောတဲ့အကျိုးရပြီလားဟုပြောလာသဖြင့်ဆရာတော်ကဒီတိုင်းဆိုရရမှာပေါ့ကဲဆူတောင်းလေဟုဆိုလေအမျိုးသမီးကခုကျမဖခင်အတော်နေမကောင်းနေလေသူစားချင်တာကပန်းဒီဆရာဝန်ကလည်းစားပါပြောတယ်ခက်တာကဒီနေရာဒီမှာအပူလွန်ကဲနေရဲ့အိန္ဒိယတပြည်လုံးမှာပန်းဒီဘယ်မှာမှမရနိုင်ဘူးအဲ့ဒီတော့ ကျမကပန်းသီးရပါစေဆိုရင်ရောရပါမလား။အိုးရမှာပေါ့။ဟုဆရာတော်ကဆိုလေသည်။ထို့နောက်ဆရာတော်သည်အမျိုးသမီးအားဖျားစင်ရှိသူခေါ်သွားကဒူးတုတ်ထိုင်စေသည်။သုံးရက်အတွင်းပန်းသီးရလိုပါ၏။ဟုသုံးချိန်မှဆူရီဆူစီပြီးပြန်လွတ်လိုက်လေသည်။သုံးရက်ခန့်ကြာလေအမျိုးသမီးသည်စက်ကူအိတ်တစ်ခုထဲတွင်ပန်းသီးငါးလုံးခန့်ထည့်ယူ၍လာပြီး ဆရာတော်အားဆက်ကဤသို့အာရပါရပြောဆိုလေသည်အာတိတ်အော်အော်ဆရာကောင်းတာပဲမနေ့ကဓာတီနဲ့ညီကိုတော်တဲ့သူလာတယ်သူတို့စီမာရသူတို့အေးလို့ပန်းသီးတွေတီးရဲကိစ္စရှိလို့ဘာရနေသည်ကိုလာတာဒီအချိန်မှာပန်းသီးရှာမှန်းသီးလို့တဲ့ပန်းသီးတချင်းယူလာလေမမျော်လင့်ဘူးဘလို့မှမမျော်လင့်ဘူးအခုလိုရတာဗုဒ္ဓတကူပါပဲရှင်တို့ဂေါတမဗုဒ္ဓတဲ့တကူကြီးပါလားဟုတ်ပြောကား မိဘတွေဘာပဲပြောပြောသူဗုဒ္ဓဘာသာဝင်ကြီးဟုဝန်ခံလေတော့သည် နောက်တွင်၎င်း၏မိဘများပါဗုဒ္ဓဘာသာဖြစ်ကြသည်ဟုဆိုပါသည် အထက်ပါဖြစ်များကြားသိရသောအခါဇာယေသူဖို့ကလေးပတိစိတ်ကိုပုံမုံဆွေးမြဲစရာဖြစ်လာပါသည်ထို့ကြောင့်ဇာယေသူသည်အခြားဝိပဿနာလုပ်ငန်းများရည်နာထားသောအချိန်တွင်ပတိစိတ်ရန်ပတိကိုကင်မိသည်နှင့်တပြိုင်နက် သူ့အလိုလိုနှလုံးသွင်းမိနေသောပရိစိတ်မှာကလေးပရိစိတ်ခေါ်အရဟံသုံးပါးပရိစိတ်ပင်ဖြစ်ပါတော့သည်မူရင်းရသသူယဝေထွန်းမေဆူရနေနဲ့ဝိရိယရရားလောကီပညာဘဟုတ္တတာတွေကိုစိုက်နေတတ်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနာဆင်ပြရတဲ့ကျေးဇူးတူတင်ပါတယ်။ Now video ဒီမှာပြန်တွေ့ကြပါမယ်ရှင်။